ဒီနေ့မှာတော့တဘာဝအကြစေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြတော့မှာဖြစ်ပါတယ်ဒီနေ့မြတ်ဝေသွားမယ့်အကြောင်းအရာလေးကတော့ကြာစေးဖို့စနေကိုမြတ်ဝေသွားမှာဖြစ်ပါတယ်အပြင်ကစည်းဝေတော့လေးမိမိအတွက်ဘေးထွက်ဆိုးကျိုးပဲဖြစ်စေနိုင်ပါတယ်ဒါကြောင့်မလို့ဘေးထွက်ဆိုးကျိုးမရှိပဲကျန်းမာရေးအတွက်ကောင်းဝင်တဲ့ကြာစေးဖို့စနေကိုကျမပြောပြတော့မှာဖြစ်ပါတယ်ကြာစေးဖို့စနေမှာအပိုင်း၃ပိုက်ခွဲပြီးတော့ ထမအပိုင်းမှာပါဝင်ပစ္စည်းများရဲ့အသုံးဝင်ပုံဒုတိယမှာတော့အစည်းဖော်ဆက်ပုံနဲ့တတိယပိုင်းမှာတော့တောက်သုံးနည်းဆိုပြီးမြောက်ဝေးသွားမှာဖြစ်ပါတယ်เนาะခဏပဲလင်းဆက်ဆန်နေတဲ့သူတွေအတွက်နာယီဝက်ကျော်မိနစ်40ကြာတဲ့အထိလင်းဆက်ဆန်နေတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအစအဆုံးထိဒီဗီဒီယိုလေးကိုဂရုစိုက်ပြီးနားထောင်ပြီးကြပါเนาะ နံပါတ်1အနေနဲ့ပါဝင်ပစ္စည်းများရဲ့အတုံးဝင်ပုံပါဝင်ပစ္စည်းကတော့မဟုတ်ဘူးဆိုတာဖြစ်ပါတယ်ထဲ့တုံးတဲ့မဟုတ်လို့တော်တော်များများကအတိကြပါတယ်အင်္ဂလိပ်လို baking soda လို့သိရပါတယ်ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမဟုတ်လို့ဖို့အတွက်အတုံးပြုနေတာဖြစ်ပါတယ်ဒါပေမဲ့မဟုတ်အတွက်သဲတာတုံးတာမဟုတ်ပဲနဲ့အခြားမှာလည်းပဲအတုံးဝင်ပါတယ်နော်ဒီမဟုတ်ဖို့ဆိုဟာ ကြကြလင်းဆက်ဆန်နိုင်ဖို့အတွက်အသုံးပြုတဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ဘဝတဲ့ပစ္စည်းမှာတော့မဟုတ်ဘူးဆိုတာဖြစ်ပြီးတော့တံပယာတိဖြစ်ပါတယ်။တံပယာတိမှာပါတဲ့အာဟာရအာဟာရဓာတ်တွေကတော့ဘယ်လောက်များလဲဆိုရင်အချင်းအရအသာရှိတဲ့တံပယာတိတွေမှာကယ်လိုနီ၊ကာဘိုဟိုက်ဒရိတ်၊ပရိုတိန်းအစီ၊တန်ဓာတ်၊ဗီတာမင်စီ၊ကယ်လ်ရှမ်အခြားဓာတ်များပါဝင်နေတာပဲဖြစ်ပါတယ်။ အခုပါဝင်ပစ္စည်းများနဲ့အစေးဖို့ဆက်များကိုမျှဝေပေးသွားပါမယ်နော်ဘလိုလုပ်ရမလဲဆိုတော့ baking soda တစ်စုံပြီးတော့တံပြာတီးသုံးလုံးလိုအပ်ပါတယ်ပြီးတော့နောက်ထပ်လိုအပ်တာကတော့ရီ16အောင်စလိုအပ်ပါတယ်ပထမအဆုံးရီခွက်သေးကိုရီ16အောင်စထည့်ပါပြီးတော့တံပြာတီးသုံးလုံးကို အရင်ညစ်ထည့်ပါအဲ့လိုတံပြာရီနဲ့ရီကို ဇွန်တချောင်းနဲ့မွေပေးပါပြီးတော့ baking soda တဇွန်ပြန်ထည့်ရပါမယ် edited မများပါစေနဲ့เนาะမို့ဖို့ soda တဇွန်ရဲ့ရေ16အောင်စရဲ့ပြီးတော့တံပရာတီ3လုံးရဲ့အရည်ရဲ့ထည့်ပြီးမွေရမှာဖြစ်ပါတယ်မို့ဖို့ကိုရောထည့်တဲ့အခါမှာဖြည်းဖြည်းလေးမွေပါเนาะဘာဖြစ်လို့လဲဆိုတော့အမြုပ်တွေအပေါ်တက်လာမှာဖြစ်တဲ့အတွက်ကြောင့်ဖြည်းဖြည်းချင်းပဲမွေပေးပါဒါဆိုရင်တော့ အဲကျွန်တော်တို့လိုအပ်တဲ့စီးတခုရသွားပါပြီနော်။ဒါဆိုရင် ကျွန်မတို့စီးဖို့ဆောင်သွားပြီပါပြီ။အခုအဲ့ဒီစီးကိုဘယ်လိုတောက်သုံးရမလဲ။တောက်သုံးတဲ့နေရာမှာအရန်အရေးကြီးပါတယ်။အစာစားပြီးနှစ်နာရီကြာပြီးနောက်အစာနဲ့ဝေးတဲ့အချိန်မှာတောက်သုံးပေးရမှာဖြစ်ပါတယ်။ပြီးတော့နောက်ထပ်လိုအပ်တာတခုကတော့လိမ်မစစ်ဆန်းခင်နာရီဝက်အလိုမှာတောက်ရမှာဖြစ်ပါတယ်။ဒီစီး တောက်လိုက်မယ်ဆိုရင်တော့အရင်တုန်းကလင်းဆက်ဆန်တဲ့အခါမှာ3မိနစ်နဲ့ပြီးသွားတဲ့သူကအနည်းဆုံး5မိနစ်ကနေအထက်လင်းဆက်ဆန်နိုင်မှာဖြစ်ပါတယ်။ဒါကတော့အရန်ကောင်းတဲ့စီးသမျိုးဖြစ်ပြီးအကြာကြီးလင်းဆက်ဆန်နိုင်တာတခုတည်းမဟုတ်ပဲနဲ့အကြီးပြားကောင်းမွန်စီတယ်။ပြီးတော့ခုခံအားကောင်းစီပြီးတုတ်လွတ်တာကိုထိန်းပေးနိုင်တဲ့စီးလေးပဲဖြစ်ပါတယ်။ပြီးတော့နှလုံးရောဂါကိုလည်းကာကွယ်ပေးပါတယ်။ ပြီးတော့ကြောက်ကယောဂလည်းကာကွယ်ပေးနေပါတယ်ကင်ဆာဖြစ်နိုင်ခြေအချို့ကိုလည်းရော့ချပေးနေပါတယ်ကဲယောက်ျားလေးတွေအဖို့ပဲဒီတဘာဝဆေးကိုပေါ်ဆောင်ကြပါစို့တောက်တုံးကြပါနော်မိတ်ဆွေတို့အတွက်အကျိုးရှိမလို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ channel လေးကိုလည်း like and subscribe ကိုနှိပ်ပေးကြပါရန်တောင်းဆိုပါတယ်နော်